တော့အိမ်မက်ဆိုရင်အဆီဇန်1ကနားထွက်သက်သူပါအခုတော့ဘာမှမဟုတ်ပါဘူးရင်တော့ဟုတ်တာပေါ့ဒါဆိုရင်တကယ် professional ကြီးတွေပဲကြိုက်တော့လေဒိုင်ဘက်ကိုတိတ်မကြည့်ဘူးကလေးတွေကိုကြည့်ရတယ်ဒီဘက်ကိုတော့ကျွန်တော်ဘာမှနားမလဲတော့ဝေဖန်မှုတော့မရှိပါဘူးဒါပေမဲ့တိတ်အားတော့မရဘူးပေါ့ရင်တော့ကျွန်တော်က professional ကြီးတွေပဲကိုရီကူတော့လည်းအဲ့လိုပဲဆိုတော့လေဟိုပြန်ရတာလည်းတကယ်အနှစ်သာရရှိရပါတော့ဟုတ်ရပါတော့အခုကနည်းနည်းလေးဖြစ်ဖြစ်ဖို့ပဲအဓိကဖြစ်နေတဲ့သဘောပေါ့နော် တော်တော်လူစိတ်ဝင်စားအောင်လုပ်တဲ့သဘောပဲရှိတယ်တကယ်အေးချင်းအမှန်ဟုတ်လားဘို့များလာပါတော့ပေါ်ပင်နေများလာတော့လေအဲ့ attention ရှာတယ်လို့ဘာလို့ညာလို့ဆိုတော့တချို့ကြောင့်လည်းဖြက်လန်းလိုက်တဲ့သဘောတွေပေါ့နော်ဟုတ်ဆယ်ဆယ်ဘာဖြစ်ဖြစ်ကွာငါအောင်မြင်ပြီးရောဆိုရင်တော့တမျိုးပေါ့ အိမ်မက်ဆိုရင်အဆီဇန်1ကနားထွက်တတ်သူပါဟောအခုတော့ဘာမှမဟုတ်ပါဘူးရင်တော့တော့ဟုတ်တာပေါ့ကျွန်တော်ညီလေးလေရီယိုကပွဲလေးကိုတက်ပေးပါဗောနော်ဒီဟိုဖန်နေပါရင်းနဲ့တော့မဟုတ်ဘူးဗောနော်ဒီလိုမျိုးရိုးရိုးပဲဗောဒါလေးကတော့ဟိုမိသားစုပွဲလို့ဖြစ်နေတာမတွေ့ဘူးဆိုတာလေကျွန်တော်ကကြတော့ဒီဟိုကိုလောက်နေရဟာတက်လိုင်းကြီးတွေကများနေတယ်တက်လိုင်းဆိုတာဒီဆရာရဲ့ reflection ချင်းလေးကိုလည်းကျွန်တော်အခုပြန်လုပ်နေတယ်ဗာရှင်းလေးနဲ့ပေါ့ဟိုကိုချင်းဘက်ကိုကာပါပြန်လုပ်တော့ပုံမှန် အဆရာတို့ခွင့်တောင်းယူရတယ်ဒါပေမဲ့မပြီးသေးရမပြီးသေးရအဲ့လိုမျိုးလေးပေါ့ချင်းလေးကတို့လိုတန်းလန်းလေးများတယ်အဲ့လိုဖြစ်နေရတယ်ရှေ့မရောက်သေးဘူးဖြစ်နေအဲကျွန်တော်ဘက်ကအားနေချက်တွေအများကြီးရှိပါတယ်ဟုတ်တယ်ကျွန်တော်ကဘာလို့ဆိုတော့လေအဲခုနောက်ပိုင်းမှာဒီဘက်ကနည်းနည်းရော့ပြီးတော့ဟိုဒီမိသားစုစီပွားရေးဘက်ကနည်းနည်းဦးစားပေးနေရတယ်ပါတယ်ပေါ့နော်အဲ့လိုလေအကြည့်ပါတယ်ကျွန်တော်ဟိုမအားရင်အောင် line ပေါ်နေရောအဲကြည့်ဖြစ်တယ်အဲ့လိုမျိုးလေးတော့ဘာလို့ဆိုကိုလေးဒီကပဲ ဟိုဒီနေရာရောက်လာဆိုတော့လေကလေးကိုအားပေးပါတယ်အခုကလေးလေးပေါ့အခုကတော့အခုလက်ရှိကတော့အခုပါလေမြန်မာစတာလာอืมကြီးပြတယ်ပေါ့နော်ကျွန်တော်အခုနောက်ပိုင်း adjust တွေလည်းချိန်သွားပြီဆိုတော့ဟိုတလောကဆမ်မီမိုးတို့တော့လည်းကြီးပြတယ်အခုနောက်တစ်ခွဲလည်းကြီးပြတယ်တော်ကြပါတယ်ကလေးတွေကတော့ပြောကြအောင်လို့ကျွန်တော်တို့ဆိုအဲ့ရွယ်တော့ဘာမှမသိသေးရလေအမှန်အဲပေါ့အများကြီးပေါ့ဟိုလေလွဲတာကြီးပေါ့လွဲတာဆိုတော့ကျွန်တော်ကမိန်းကလေးတစ်ချင်မြင်ရအားနေကြတယ် ဲလိုမျိုးပေါ့ဟိုနောက်ပြီးတော့ပြော့ပြော့ပြောင်ပြောင်မရတာလေးပေါ့ကျွန်တော်အားနေချက်ကအဲ့ဒါလေးပေါ့အဲဟိုဒီကြိုင်ပွဲတစ်လျှောက်လုံးကဆရာကြီးကပြန်ပြီးတော့တင်ခဲ့ရလို့ဒါကျွန်တော် melody အစုံ music အစုံရဲ့သဘောတရားအခြေခံလေးပေါ့အကုန်လုံးဒီကြိုင်ပွဲမှာပဲပညာရတာပေါ့အရင်တော့ကျွန်တော် own ကောင်းတယ်အဆူတော့ပေါ့အဲကျွန်တော်လို့ထင်တာဟုတ်ပါဘူးနောက်ပိုင်းကသူ့ melody သူ့ရဲ့ music ပေါ်မူတည်ပြီးတော့သူ့ရဲ့ဟိုက fashion လေးတွေအရစပါတော့ သူရဲ့ဟိုဟာပေါ့ system လေးတွေအစားတူဆိုတဲ့ဟာလေးပေါ့အားလေးသိလာတာပေါ့ဟိုကျွန်တော်လည်းအရင်ကနားတော့မလဲပါဘူးဒါပေမဲ့လေဟိုဟိုကျွန်တော်ကတော့အကျဆိုရင်တကယ် professional ကြီးတွေပဲကြိုက်တော့လေနည်းနည်းဟိုဒီဒိုင်ဘက်ကိုတိတ်မကြည့်ဘူးပေါ့ကလေးတွေကိုကြည့်ရတာကလေးတွေအားပေးခြင်းပေါ့ပေါ့ဒီဘက်ကတော့ကျွန်တော်ဘာမှနားမလဲတော့ဝေဖန်မှုတော့မရှိပါဘူးဒါပေမဲ့တိတ်အားတော့မရဘူးပေါ့အရင်တော့ကျွန်တော်က professional ကြီးတွေပဲကိုရီကူတော့လည်းအဲ့လိုပဲဆိုတော့လေ ဟိုပြန်ရတာလည်းတကယ်အနှစ်သာရရှိရပါတော့အခုကနည်းနည်းလေးဟိုဒီဖြစ်ဖြစ်ဖို့ပဲအဓိကဖြစ်နေတဲ့သဘောပေါ့နော်လူစိတ်ဝင်စားဖို့လူစိတ်ဝင်စားဖို့လေဟုတ်တော့လူစိတ်ဝင်စားအောင်လုပ်တဲ့သဘောပဲရှိတယ်တကယ်အရေးရှင်အမှန်ဟုတ်လားဖို့များလားပေါ့နော်အဲ့တော့ပေါ်ပင်နေများလားတော့လေအဲ့လိုလေးဖြစ်နေ အောင်မြင်နေတဲ့ကလေးတွေအများကြီးပဲလေကျွန်တော်တို့စီစဉ်ရလဲကျွန်တော်တောင်ဘာမှမဖြစ်လေဆိုတော့တော်ပါတယ်ကျွန်တော်တစ်ခါကြိုးစားလို့လဲကြိုးစားမှလည်းဖြစ်မှာ哦နော်ကြိုးစားမှလည်းဖြစ်မှာဆိုတော့သူတို့တကယ်လဲကြိုးစားလို့ဒီနေရာရောက်ကြတာပဲဟိုညီလေးအောင်ထက်တို့နော်ဟိုဟာအောင်မြင့်မြတ်တို့ဟန်ဒူဇန်တို့တော်တော်လဲပေါက်မြောင်နေဒါကိုထက်ငယ်လေးကိုထက်ဂျူနီယာလေးကိုထက်ကလေးတွေပေါ့နော်တော်တာပေါ့ကျွန်တော်ကဒီညာဒီညာမတက်ဘူးလေ ဒီလိုအကျွန်တော်ကရက်ထားတာ哦အကျွန်တော်ကဒီဟိုဘယ်လိုခေါမလဲဒီအခြေအနေလေးပေါ့နည်းနည်းငြိမ်နေတဲ့သဘောလေးပေါ့ဟုတ်အမေကျွန်တော်လိုင်းနာတခြင်းနေနားထောင်မှာပေါ့ကျွန်တော်ကဟိုတခြင်းဟိုတောင်းအော်အော်ဆိုရှာတယ်ကျွန်တော်စိတ်အဲ့လိုပေါ့စိတ်နည်းနည်းစိတ်ဖြစ်စီရများလာတယ်အလုပ်ထဲမှာစိတ်ညစ်လာတယ်ဆိုရင်တခြင်းနားထောင်တယ်တခြင်းနားထောင်တယ်လို့ ့အဆူတော်ဆူရောအော်ဆူတဲ့ထဲမှာမပါဘူးအဲ့လိုမျိုးလေးပေါ့ပြန်ပြီးကိုယ့်ကကိုအဲ့ကြိုက်ရင်လဲဟောငါပြိုင်ပွဲတော့ဘလိုလေးပေါ့အဘယ်ပွဲမှာမလိုလေးပေါ့အဲ့လိုလေးပေါ့တတိရတာပေါ့ကလေးလည်းတတိရတယ်အဲဆရာသမားတွေလည်းတတိရအကုန်လုံးပေါ့ကျွန်တော်တို့ဖွဲ့လေးတချင်းလေးမော်ဒီမဟုတ်ဘူးကျွန်တော်ကျွန်တော်တော်တော်များလည်းပြောပါတယ်ဟိုညီလေးဥစုံမင်းဒီတာမှုဥစုံမင်းသားလေးဆိုရင်ကျွန်တော်ညီလို့သူကကျွန်တော်အရန်ဖြစ်စေချင်တယ်မနှံ့ရက်နေတာမနှံ့မသွားတာအဲ့လိုမျိုးပေါ့သူ အားမလို့အားမရကျွန်တော်ကိုအားမလို့အားမရဖြစ်လို့ဟိုဒါစေတနာရှိလို့ပြောတာလေကျွန်တော်လက်ခံပါတယ်ဒါကျွန်တော်ဝန်ထမ်းလည်းတကယ်လည်းဘာမှမလုပ်ချင်လို့ရက်နေတာဆိုတော့နိဟိုဒီလိုမျိုးပွဲတွေပါတယ်တော့မှဟိုရှောင်ရှက်ပြီးတော့မှသွားတာဆိုတော့လေတုံလည်းမတင်တော့ဘူးအရင်တော့ဆိုကျွန်တော်အရင်အဲ့ဘက်ကိုအားတန်တော့အမြင် run နေအခုကတော်တော်ပျောက်သွားတဲ့သဘောမှရှိတယ်ဒါကိုကိုကိုလည်းသိတယ်အဲ့ ဒီတိုင်းလေးနေရတာနည်းနည်းလေးဟိုဘယ်လိုခေါ်မခါလေးကျလည်းစိတ်ကြက်ကြတာပေါ့နော်။အော်ငါဝါသနာပါတာတခုငါဖြစ်နေတာတခုဆိုပြီးတော့ဖြစ်တယ်။ဒါမှလည်းဟိုငါအချိန်တိုင်းတော့ပြန်ပြီးတော့စိုင်းရတာပဲတော်ဒါမဲ့လေတဲ့ရွယ်လေးရှိသေးတာတဲ့ရွယ်ပိုင်းခြားသူ။ဒါလေးကျွန်တော်သိပါတယ်အဲ့ဒါလေးအကုန်လုံး။ဇာတ်ရည်လေးအမလို့အမြန်ဖြစ်တာပဲလေ။ ဟိုဟိုဖြစ်နိုင်ရဲ့ဒါနဲ့မလုပ်ခဲနဲ့ရက်နေတယ်ဗောနော်ဒါညီမလေးတို့တောင်မှအားမလို့အများဖြစ်တာပဲဗောနော်စီးပွားရေးကိုအရင်လုံးထိုးပြီးတော့ကျွန်တော်အဲဈေးဖြစ်ခွေးဖြစ်အဲ့လိုလည်းမဟုတ်ဘူးကျွန်တော်ကျပုံမှန်လေးပဲအားလေးပဲဖြစ်ပုံမှန်လေးပဲသွားတာဗောနော်ဟာအမ်ကျွန်တော်အားလဲနာဗားတဲ့ပြိတ္တတွေရောညီမလေးတို့ရောအဓိကတော့ဆရာဗောဆရာဆိုရင် ။ဆရာကျွန်တော်ဒီတခြင်းလေးဖုန်းဆက်လိုက်ပြန်ရင်ကျွန်တော်ဒီတခြင်းလေးဟို version လေးချိန်ပြီးတော့ဆရာတခြင်းလေးပြန်လှုပ်ရှင်လို့နော်။ဒါရတဲ့တော့လှုပ်လှုပ်ဆိုပြီးပြောက်သွားပြန်။ဆရာဟောဖုန်းဆက်ပြီးပြန်ပြောက်သွားပြန်ပြီလား။တခြင်းလည်းထွက်မလာဘူးလေ။ဆိုတော့ဖုန်းဆက်ရတာလေကိုကိုကိုလည်းရှက်လာပြီ။အားလည်းနာတယ်။ဘာလို့ဆိုလဲ။မူကလည်းမရဘူးွာတိလာဒါလည်းဘယ်လိုခေါ်မလဲသူစိတ်နှစ်ပြီးလောက်ရတဲ့အလုပ်ဆိုတော့လေဟန်ဆောင်လို့မရတဲ့အလုပ်ဆိုတော့ကိုမူမပါဘဲနဲ့ဆိုရင်လည်း အဆင်မပြေဘူးလေထွက်လာတာကလည်းအဲ့လိုမျိုးပေါ့ကျွန်တော်တွေးတာလေးပေါ့တော်တော်အားနာပါတယ်ပရိသတ်တွေကကျွန်တော်မိတော်မိလို့ရောမသိပါဆိုစိတ်မရှိကြတော့ဘူးလေပြိုင်ဝင်ပြီးရပဲဆယ်နှစ်ကျော်နေပြီဆိုတော့ဟုတ်တယ်လေအဲသူတို့ခါလီကျရင်တော့လည်းကျွန်တော်ကိုအဲ့လိုအကြံပေးကြပါတယ်အချင်းတွေမလောက်တော့ဘူးလားလို့ဟိုတချင်းတင်တာမတွေ့ဘူးနော်လို့အဲ့လိုလေးပေါ့နောက်ပိုင်းကျတော့သူတို့လည်းဟိုစိတ်ညစ်သွားရင်လည်းမီးတော့မီးရတာများလို့လေအဲ့လိုလေ နားထောင်နေလူကနားထောင်နေတဲ့လူကမေးတယ်ဆိုမဲ့လူကမဆိုပြရဘူးဇကြီးပိတ်နေတော့လေတော်ပြီဟာသွားစိတ်ရှိတော့ဆိုခဲလို့ကျွန်တော်ပြန်လုံးမယ်ဆိုလို့ရှိရင်လည်းတိုင်းမမှတ်လုံးပါပါဘာလို့လဲကျွန်တော်အသက်ရွယ်နဲ့ကျွန်တော်အချိန်နဲ့ရှိသေးရအောင်ဥမာဟို60ကျော်မှအိုးရောကလည်းမကောင်းလေတကယ်မဟုတ်နိုင်ငံညာတော့ရရလေ old school လက်ခံတယ်ဘာမှပြီမှကျတော့ရောကလည်းရောကလေဒါပေမဲ့ခဲဟို professional ကြီးကြီးကတော့ဟုတ်တယ်လေသူတို့ကတော့ကြမ်း တို့ကဟိုနာမည်ရှိပြီးသားဆိုတော့တကြီးကြီးမကြီးကြီးအပေးမဲ့ပြိဿကရှိပြီးသားကိုကကျတော့ခုမှစမဲ့လူဆိုတော့နောက်ကျနေပြီဆိုတော့တည်အဲ့လိုမျိုးပေါ့လူတွေရဲ့သဘောက Facebook မှာတရားလောက်ဆဲပြီးဆိုရင်ဆဲဖို့ကျတော့ဝိုင်းဆဲရင်ကြင်ကြတာလေဆဲတဲ့လူကတော့စုစုလာတာပေါ့အဲ့ attention ရှာတဲ့လူဘာလို့ညာလို့ဆိုတော့တချို့ကျတော့လည်းဖြက်လန်းလိုက်တဲ့သဘောတွေပေါ့နော်ဟိုဆဲဆဲဘာဖြစ်ဖြစ်ကွာငါအောင်မြင်ပြီးရောဆိုရင်တော့တမျိုးပေါ့အဲ့လိုမျိုးလေးပေါ့အင်းညနာမှုကတော့တကယ်စူးစမ်းရတဲ့လူတွေပုံမှန်ကျွန်တော်မဟုတ်ပါဘူး ကျွန်တော်အစပြောပြီးတာတကယ်အရင်သူအရင်ယူတဲ့လူတွေကျွန်တော်ညီမလေးတယောက်ဆိုတချင်းကိုလောက်တာလေသူလောက်တချင်းကိုယူတာသူပဲသူကလေဘာမှအဲ့လိုငါဒီတချင်းလုံးလိုက်လို့ဘလောက်ကုန်မလဲအောင်မြင်ပါလားမအောင်အဲ့လိုတွေတော့မတွေ့ဘူးလောက်တာတပုတ်ပြီးတပုတ်ဟမ်မလေးအဲ့ဘာဟုတ်တာလေထွက်ထွက်သွားပြီးတော့နံပါတ်9နေနံပါတ်4နံပါတ်1တိချိတ်နေတော့သူဆိုဘူးစိတ်ထကြပါဘာလို့ကျွန်တော်တို့မလုပ်တဲ့လူကမှဖြေးတာသေးရဲ့ဗျာအော်ငါဒီကကြီး ဒါတွေနဲ့စွန့်ပြေပါဘူးဆိုတော့နည်းနည်းကိုယ့်ဘက်ကိုဒါကိုကိုယ့်ဘက်ကိုဖော့ဖော့တွေ့တာပေါ့နော်သူတို့ဆိုဘုစိတ်တကြမှာလို့အဆင်မပြေဘူးလေဟဲ့ဘယ်လိုကြီးလဲဟုတ်တယ်မလားဒါပေမဲ့ဒါတွေကခဏပါကောက်ယူမိလို့လေဟိုတကယ်အရေးချင်းရှိတဲ့လူကြတော့ဒီလူဘိန်းလက်မခံရင်တော့မှဒီပညာရှိအတိုင်းဝန်ရတော့ဘာဒီကလေးကကြိုးစားရဲဆိုတာလေးတော့ရှိတယ်ဟိုလိုမျိုးလူဘိန်းကြီးစိုက်တာမျိုးတော့ကျွန်တော်လည်း မလုတ်ချင်ဘူးနော်ဟိုလူတိုင်းမူခရေးတောက်လို့ကျွန်တော်လည်းမတောက်ချင်ပါတချင်းကပေါက်လာမပေါက်လာတော့အဲ့ကားတဲ့လူကပေါက်ပေါက်သွားတာလေအဲ့တက်တော်မှာတချင်းကတချင်းလုတ်တဲ့လူကတော့ဘုံမနာမသိလိုက်ဘူးအဲ့လှုပ်ပြတဲ့လူကအဲ့တက်တော်မှာဟာတက်တော်ဆယ်လေးဆိုတော့ကျွန်တော်တို့တစ်ခါလေးကြာရင်ပွဲရပါတယ်သူကဟာသူ့မသိဘူးလားသူကနာမည်ကြီးလေးဆိုအော်ဟဲ့လားဗောကိုကမသိဘူးလို့ဟာသူတက်တော်ဆယ်လေးလေအော်ဟဲ့လားဘယ်မှာလဲဆိုတော့တက်တော်မှာနာမည်ကြီးပဲဆိုတော့အဲ့လိုမျိုးလေးပေါ့ ဒါမဲ့သူလည်းအောင်မြင်တယ်ပဲသူ့ကိုယ်သူတွေးမှာပေါ့နော်ဒါဒါကတော့သူများတော့ဟိုပြမပြောပါဘူးသူလည်းသူ့ဘက်သူသူသီးသူဟန်ပြီးပေါ့